တို့ဟွာလေးသွားကြအောင်ဆိုဗျာတို့ဟိုနေ့ကစခဲ့တာကကံလေးမျိုးရဲ့အကြောင်းเนาะကံလေးမျိုးကို၄၄လီတောင်ကြီး၄မျိုး၄မျိုးပါဝင်တာက၄၄ခုတောင်မျိုးစား၄မျိုးရှိเนาะတို့သွားနေတာကခုကကိစ္စရဲ့အစွမ်းပြင်းပြတဲ့ကံလေးပါဟုတ်လားအဲ့တော့ပထမဆုံးကံကဇဏကကံဖြစ်စီတတ်တဲ့ကံကိုဇဏကကံဘာတော့အကျိုးကိုဖြစ်စီတတ်တဲ့က ပရိဒန်ဒီခါမှာပဲဖြစ်စီဘဝတိခါမှာပဲဖြစ်စီအကျိုးတစ်ခုကိုဖြစ်ထွန်းစေတတ်တော့ကံတို့အခုမှကုသိုလ်အကုသိုလ်တွေအများကြီးလုပ်ဖြစ်ရတယ်မလားကုကုသိုလ်အကုသိုလ်မျိုးအများကြီးလုပ်ဖြစ်ရတယ်အဲ့ဒီလုပ်ဖြစ်တဲ့ကုသိုလ်အကုသိုလ်တွေကဒီဘဝမှာအကျိုးပေးသွားတဲ့ကံမျိုးလုပ်ဖြစ်တယ်ဆိုတာအဲ့ဒါစဉ်းစားကဒီဘဝမှာမျိုးနောက်ဘဝမှာဒီထက်ကံလေးတစ်မျိုးမျိုးဟာလုပ်ခဲ့တဲ့အကုသိုလ်ကုသိုလ်များတဲ့မှာနောက်ဘဝမှာပြည်တန်လေးကျိုးဖြစ်စေတဲ့ကံမျိုးတစ်ခုဆိုရင်အဲ့ဒါစဉ်းစားကံလို့ခေါ်နော်ကံနဲ့တော့အများကြီးရောနေတာပေါ့နော် ောက်ဆုံးမှာဒီကနေ့ကျရင်ဒီကံတွေရဲ့တခုကိုသွားသတိရလိမ့်မယ်ပေါ်လာလိမ့်မယ်เนาะကံပဲဖြစ်ဖြစ်ကိုလှုပ်ထားတဲ့ကံရဲ့ပုံရိပ်ပဲဖြစ်ဖြစ်အဲ့ဒါတွေပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာတဲ့ခါမှာအဲ့ဒီဥစ္စာလေးကဟိုးနောက်ဘောက်သွားပြီးတော့ကျိုးပေးမှာเนาะပြုတ်ခဲ့တာတော့တဘွာလုံးကိုနဲတာမှမဟုတ်တာကောင်းတာလေးရောမကောင်းတာလေးရောစိုးတာလေးရောမစိုးတာလေးရောเนาะအဲနောက်ကျရင်ဒီကံကြီးကျရင်အဲ့ဒါတွေသွားမှာသတိရတဲ့ကိုယူထားတဲ့ကံဒါမှမဟုတ်ကံရဲ့ပုံရိပ်လေးတွေအဲ့တော့ခွေးတကောင်တက်ခွေး ပြေတဲ့ကောင်ကိုကိုလောက်ထားတာအာဟုတုအာဟုတုကံအာဟုတုကံအဲ့အာဟုတုကံကဘာအာဟုတုကံလဲဆိုငါခွေးကိုမတိမချင်းရိုက်ထားတာဆိုတော့ကံလို့ဆိုခွေးရိုက်တဲ့ပုံရိပ်ပြီးပါပြီးပေါ်နေတယ်ဒီခါကြီးရနော်တို့ဟွာတို့ကိုယ်ထဲမှာစုံနာသူဂရိကတွေပါရင်လိုက်စုံနာသူဂရိကတွေတက်တက်လုံးဝက်တွေတက်နော်ဒီကံကြီးကဘာကြီးပေါ်တာသူ့မျက်လုံးထဲမှာငရေသားတွေဝက်တွေဟဲ့လိုက်အဲ့ဒီပေါ်နေဝက်တွေပေါ်လာတယ်အဲ့လိုမျိုးဒီကံကြီးမှာ တော်တော်များများကြုံရတဲ့ပေါ့နော်ဒါမကြုံရတဲ့ဟာတွေလည်းမကြုံရတဲ့နေသားတွေလည်းရှိတယ်ကြုံရတတ်တယ်အဲ့လိုကြုံတဲ့ကမှာအဲ့ဒီမြင်ထားတဲ့ကံလေးရတော်တော်ကဒါမှမဟုတ်ကံရဲ့ပုံလေးရတော်တော်အကျိုးကိုဖြစ်စေတတ်တယ်အဲ့ဒါကပဋိသင်္ဍေကိုဖြစ်စေတဲ့ကံမလို့ဇနကကံလို့ခေါ်ပါဟုတ်လားယေကဲနောက်ဥပဓမ္မကကံဆိုတာဟိုနေ့ကပြောလိုက်ပြီးအထောက်ပံ့ပေးတဲ့ကံဟုတ်ပြီလားယေထောက်ပံ့ပေးတဲ့ကံကိုဥပဓမ္မကကံသူကိုယ်တိုင်ကတော့အကျိုးပေးတာမဟုတ်ဘူးဟုတ်လားယေ ါပါတော့ရှင်းရှင်းရတို့ရှင်းရှင်းဘုံကရှင်းရှင်းချိန်နေရကုသိုလ်ကံတွေပြပြအကုသိုလ်ကံတွေပြပြအကျိုးတွေပေးခဲ့လောက်ခဲ့ကြတယ်ပေါ့နော်အဲ့ဒီအကျိုးတွေကဒီဘဝမှာဆက်ပြီးတော့ပေးနေတာမျိုးရှင်းရှင်းလိုက်တယ်နော်အဲ့ဒီအကျိုးပေးတွေကိုထောက်ပံ့ပေးတဲ့ကံမျိုးအဲ့ဒါကိုဘာလို့ခေါ်လဲဥပ္ပတ္ထကကံဟုတ်ပြီလားဘောပေါ့လားရှင်းရဟိုခုအားထားပါတို့ကဒီအကျိုးပေးခွင့်ခါတဲ့လားရှင်းရ ကုသိုလ်ကံရဲ့အကျိုးတွေပဲဖြစ်အကုသိုလ်ကံရဲ့အကျိုးတွေပဲဖြစ်ဖြစ်အကျိုးမျိုးကိုအခါသိနေအောင်ချိန်တန်သွားအောင်ဒီကနေပြီးတော့ကုသိုလ်တွေနဲ့ဆက်ပေးနေတာမျိုးဟုတ်ပြီလားပေးတာတော့တကယ်တမ်းဟိုကအကျိုးကပေးနေတာဟုတ်ပြီလားဒါကြောင့်တော့ကြောင့်ကံတွေကစမ်းကြယ်လို့ရတယ်ဆိုအဲ့ဒါပြောတာကိုကရှေ့တော့မမြင်နိုင်တဲ့ဟာတွေကပြုတ်ထားကြတာဆိုတော့ဒီဘဝမှာမကောင်းတာတွေလုပ်နေပြီးတော့ကောင်းကျိုးတွေရမြန်လို့ရတယ်ရှိရတယ်မလားအဲ့ဒါဘာလို့လို့ဆိုရှေ့ရကံကျိုးမေးတန်းနေတယ်လို့ဟုတ်ပြီလား ဘောပါလားခါတန်ကျရှင်းရဟိုခါနေကျတော့ကိုကကုသကလေးလိုက်အကျိုးပွဲလေးကတမျိုးပြီးလာမျိုးလေးရှိရမလိုက်အဲ့လိုမျိုးလေးတွေပေါ့အကန်လေးတွေပွန်လာတာမျိုးတွေရှိတယ်အဲ့အမျိုးအထောက်မှတ်ပေးပြီးတော့ရှင်းကန်တွေဖွင့်တဲ့ကံမျိုးကျတော့ဥပဒ္ဓံကကံဟုတ်ပြီလားအနည်းလေးတော့မြန်မာပြောလိုက်ပါတယ်နော်ရေလာမြောင်းပြရတဲ့ကံမျိုးရေလာခြင်းမြောင်းဆက်ပြရတယ်မလားကြီးတမယာမှာရေရစီးခြင်းနဲ့ထားပါတော့တို့ရှိရပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံဆိုတဲ့ရေရစီးခြင်းနဲ့ စီးကြပေမဲ့လို့မြောင်းပိတ်တယ်ဆိုမစီးဘူးဟုတ်လားအဲ့တော့မြောင်းလေးတွေပြလိုက်ရင်စီးလာမှာမဟုတ်လားအဲ့ဒါမျိုးစီးဖို့အတွက်ဒီရန်နေဒီထောက်ပံ့ပေးရတဲ့ကံမျိုးကိုဥပဌာမကကံလို့ခေါ်ပါတယ်ဒီလာမြောင်းပိတ်ကံမျိုးပေါ့ဟုတ်လားအဲ့ဒါမျိုးရှိရကုသိုလ်ကံအကုသိုလ်ကံဆိုရဲအကျိုးပေးရည်စည်းပြီးကုသိုလ်ကံရဲ့အကျိုးအကုသိုလ်ကံရဲ့အကျိုးဆိုရဲရည်စည်းပြီးတန်ញမီအကျိုးပေးတွေတန်ပြီးစီးစင်းနေပြီဆိုရင်ဒီကကုသိုလ်တွေနဲ့ထောက်ပံ့ပေးတာပဲပေါ့နော်အတန်း ဟိုအကျိုးပေးမဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တော့ပိတ်ပြန်မှာပေါ့ဟုတ်လားဟိသူကပေးအကျိုးပေးတာလာလိမ့်မယ်ကုသိုလ်ရေးစီးကြောင်းရင်လည်းစီးရင်စီးလာလိမ့်မယ်အမောအမှုလူရေးစီးကြောင်းရင်လည်းစီးရင်စီးလာလိမ့်မယ်ဒါတော့နော်ဟိုကလုပ်ခဲ့တာဘာကြောင့်မသိဘူးလေဟုတ်တယ်မလားဟိအမြင်တော့ဘဝတွေကဖုံးဖွယ်ထားကြမမြင်ခဲ့ဘူးလေဟုတ်တယ်မလားဟိဘဝတွေကများစွာရှင်လေရတာဆိုတော့အဲ့ဒါဖုံးဖွယ်ထားကြမမြင်နိုင်မမြင်နိုင်တဲ့အတွက်ကြည့်ရပါလို့ခဲ့တယ်ဆိုတာမသိဘူးတခါတည်းရလေကုသိုလ်ကခွန်လန်းတိုင်းကုသိုလ်ကအကျိုးပေးတယ်အကုသိုလ်ကခွန်လန်းတိုင်းအကုသိုလ်တွေကအကျိုးပေးတယ်ပေါ့နော် အဲ့လိုယူပြီးတဲ့အခါမှာဖြစ်နေတာအာဟုတို့ကံကြီးပါတောက်လျှောက်ကြီးဖြစ်နေရကွာငါအာဟုတို့မျိုးတွေတောက်လျှောက်လိုက်နေတယ်လိုက်နေရင်ရောအဲ့ဒီလိုက်နေတဲ့အာဟုတို့ကံကြီးကိုပိတ်ပြလိုက်လို့ရဟုတ်လားဟာလည်းမိတ်ပါပဲအခုတို့ကြောက်တော့နေပိတ်ရမှာပေါ့အဲ့ဒါကြတော့နော်ရည်စည်းတန်ဒီမှာတော့အောင်ခက်ကြီးကြီးနဲ့ပိတ်မှရမှာပဲနော်ဟုတ်တယ်မလားမှန်ပါမစည်းစိမ်ခြင်းမဆိုပိတ်ရမှာစည်းစိမ်ခြင်းလည်းဆိုရင်ဆက်ပြီးတော့မြောင်းပေးရမှာဟုတ်လား အဲကြောင့်မင်းကကုလိုများများပြုကြလို့ပြောခဲ့တယ်မနာရေးဒါကတော့ဒီကံလေးအကြောင်းနားလည်ပြီးတဲ့အခါမှာကုတုကံလေးကိုရှင်းဘွားကကုတုကံလေးရဲ့အကျိုးတွေပို့ပြကြဖြစ်ထွန်းအောင်လို့ကိုကဒီဘွားကမှကုတုကံလေးနဲ့ဆက်ကြဟုတ်လားဟဲ့တကယ်လို့ကုတုကံလေးနဲ့ဆက်နေတယ်ဆိုရင်အကုတုဖွင့်ဟိုအကုတုရဲ့စီကြောင်စီးနေတယ်ဆိုလို့ညာကိုကပိတ်ထားရရောက်တယ်ဟုတ်လားဟဲ့ဘောပေါ့နော်အဲ့ဒါလေးဒီသဘောပေါက်ကြပြုကြနော်ဒါမင်းကဥပဋ္ဌမကဘာကိုပြောလိုက်ပြီဒီနေ့ဥပပိလကကံကိုသွားကြရအောင် ဥပပိလကကံဖတ်ကြအောင်တဘာသောကံကိုတွေ့လိုက်ဆိုတဘာသောကံကိုအကျိုးပေးခွင့်မရလေအောင် အခွင့်ရပြန်လျင်လေအကျိုးပေးမထက်တန်အောင်ရပြီးသောအကျိုးကိုလည်းမခွင့်ပြိုးလျောင်ကပ်၍နှိမ့်ဆက်တတ်သောကံကိုဥပပိလကကံခေါ်၏ရှင်းလိုက်လားရှင်းပါတယ်ဘာမှထူးခြားရမရှိဘူးเนาะသူကိုယ်တိုင်ကတော့အကျိုးပေးတာမဟုတ်ဘူး ထားပါတော့ရေးစီးရေးစီးနေတယ်သူကလည်းအကျိုးမပေးမယ်အဲ့ဒီကံရေးစီးတဲ့အတွက်ကံလေးကကောင်းနေတယ်ကောင်းနေမယ်ကပ်ဖြက်ရက်ဖြက်လေးရှိတယ်ခါလျန်ကြလေဟုတ်လားကပ်ဖြက်ရက်ဖြက်လေးအဲ့လိုမျိုးဟာလေးပေါ့နော်အဲ့တော့ဒီကြားသောကံကိုအကျိုးပေးကုန်များခွင့်ရပြန်လေအကျိုးပေးရမထက်တန်အောင်ပေါ့နော်အဲ့တော့ရပြီးတော့အကျိုးကိုလည်းကျိုးလေးရတယ်မဖွင့်ပြဘူးအဲ့လိုမျိုးကပ်ဖြက်ရက်ဖြက်နဲ့ဘေးကနေနောက်ရှက်တတ်တဲ့ကံမျိုးကပ်ရွေးနှိမ့်ဆက်တတ်တဲ့ကံမျိုးကိုကြတော့ ဥပပိလကကံလို့ဒီလိုခေါ်ပါတယ်ဟုတ်ပြီလားဟုတ်ပါထားပါတော့တထောင်ရတထောင်ရမယ့်အာတထောင်ရမယ့်အာမျိုးဘေးကကတ်ဖြတ်သွားတဲ့အတွက်တရားလိုက်ပဲတရားလောက်ပဲရတာမျိုးဟုတ်လားဟင်အာမျိုးတွေလောကမှာရှိတတ်တယ်နော်အဲ့ဒါမျိုးကိုဖြတ်သွားတာကံဘေးကနေဖြတ်ဒီဒီလေးလွဲသွားတာကွာဆိုတာမျိုးလေဒီဒီလေးလွဲသွားတာကွာအဲ့ဒါကံဖြတ်ခံရနော် အဲ့ဘာလို့ခေါ်လဲဥပဗီလကကံကပ်၍နှိမ့်ဆက်တဲ့တကံပေါ့အကြီးကျယ်အောင်ပြောရင်เนาะအဲ့တော့အဲ့လိုမျိုးကြီးလေရှိတတ်တယ်အဲ့လိုမျိုးရှိတတ်တဲ့ခါမှာစိတ်ဓာတ်မရနဲ့ဟုတ်လားဒါကံเนี่ยလွဲသွားတယ်ငါ့မှာအနောက်ချက်တွေရှိနေသေးလို့ပဲအဲ့ဒီအနောက်ချက်တွေလွတ်သွားအောင်ကိုကကံထုတ်နိုင်ရမှာပေါ့เนาะကံထုတ်နိုင်ရမှာလေဟုတ်လားကိုအနောက်ချက်ရှိရင်ခွာနိုင်မှာမလားမခွာနိုင်ရင်တော့အနောက်ချက်ခိုင်းမှာပဲလေဟုတ်လားဒါကြောင့်အဲ့လိုမျိုးအနောက်ချက်တွေမကတ်အောင်လေဘာနဲ့ပဲတော့မှာလဲကုသိုလ်ကံနဲ့ပဲထည့်ထုတ်ရမှာပဲเนาะ ကဲစိုးကြည့်ကြပါဆရာတို့ဆောင်မို့လေအကျိုးပေးခွန့်အကျိုးပေးခွန့်မရလင့်ဖို့ရလင့်လေပြန်ကျိုးမတန်အောင်ရပြန်အကျိုးမဖွင့်ဖြိုးဖို့အမျိုးမျိုးကနှိမ့်ဆက်လှဥပပီလကကံတဲ့ပြတ်သားပေါ့နော်။နောက်တော့သူများလေးရှင်းပြနေတဲ့အခါမျိုးရတော့ကတို့ကတော့ကြောက်ဆိုရတာပါနော်။ဥပထမကကံဆိုတော့ဘာလဲဥပပီလကကံဆိုတော့ဘာလဲဒါသိသွားပြီ။နောက်ဥပဂါတကကံဆိုကြည့်အောင်ဥပဂါတကကံ နိစ္စယုံတွင်မကတဘာသောကံကိုလုံးဝအကျိုးမပေးနိုင်အောင်ပေးပြီးတော့ကျိုးမှလည်းတပ်ဖြတ်တဲ့တော့ကံကိုဥပကာတကကံခေါ်သည်တချို့ကြကပ်ဖြတ်ရပြည့်လုံးအောင်လို့ယုံနေမှာကောင်လုံးဝအကျိုးမရအောင်လုပ်ဖြစ်တဲ့အခြေအနေမျိုးတွေရှိတယ်ဟုတ်တယ်မလားအဲ့လိုမျိုးကြတော့ဥပကာတကကံဟုတ်လားတထောင်ရမယ်တရားမှမရလိုက်ဘူးပဲရှိဟုတ်လားဒါလည်းတထောင်ရမယ်ဟာတရားလောက်တော့ရလိုက်တယ်နောက်ဆက်ပြီးကြတော့ ်ဒါသဘောသဘောပြောပြနော်အဲ့လိုမျိုးနောက်ဆက်လေးကြောင့်တထောင်ရမယ်ရေတရားလောက်ရတဲ့ဒါကြဥပပိလကလည်းအခါတည်းကတထောင်ရမယ်ရေတပြားမှမရလိုက်ဘူးဒါကြတော့လုံးဝအပြည့်စည်ခံရတယ်ဒါမျိုးကြောင့်ဆိုရင်ဥပဂါတကကံနားလည်ပါလေနော်ကဲဒါဆိုရင် ဆိုကြည့်အောင်နှိမ့်ဆက်ယုံတွင်မကခြင်းပဲနေဇယုံတွင်မကခြင်းပဲယခင်ထက်တို့ကံအကျိုးကိုပယ်ချိုးနှိမ့်ချတပ်ပြက်ကဥပကတကကံလုံးဝ ိုရမယ်အကျိုးကိုဖြတ်တောက်ခံလိုက်ရတဲ့ကံပေါ့ဟုတ်လားဖြတ်တောက်သွားစီတဲ့ကံလေးလုံးဖြစ်လုံးဖြစ်တတ်တယ်နော်တခါတည်းမှာဒါပေမဲ့ကုသကံလေးကအကျိုးအကျိုးပေးခြင်းမလဲဒါပေမဲ့ကိုကဒီဘဝအကုသိုလ်ကြီးပိတ်လုံနေပြီဆိုလို့ရှိရင်လည်းကိုကမပေးနိုင်တော့ဘူးဟုတ်လားကုသိုလ်ရည်စည်းလေးရောစီးခြင်းမရဲ့ကိုကရှိတယ်နေကြောက်လုံးကြီးဘုံလို့ချလိုက်တယ်စီးပါအောင်လားစီးတော့ရေဘော်လေးရတယ်လားပေးခြင်းနဲ့ရေဘာလာပေးခြင်းနဲ့ရေဝေရဲ့ကြောင်းကဘုရားကြောက်ကြောက်လုံးချလိုက်ပေးပါတော့ဗျာပြီးတော့ဟုတ်လား ာချိန်ဘွားတော့ကုတိုလေးနည်းနည်းလေးတော့ပါတယ်ကွာနည်းနည်းလေးတော့ပါအဲ့ပါတယ်နည်းနည်းလေးကိုကရှင်းရနေအောင်ဒီကြော်တော့ဘာကနေချလိုက်ရင်ရှင်းနေမှာမလားရှင်းတယ်ရှင်းတယ်ရေးလေးတော့မှဘာကနေခန့်သွားပြီလားပြတ်သွားလိမ့်မယ်နော်အဲ့လိုမျိုးလုံးဝပြတ်တော့သွားတဲ့ကံမျိုးကြတော့ဥပဂါတကကံဟုတ်ပြီလားဟုတ်ကဲအဲ့ဒါလေးတွေနားလဲပါအဲ့တော့အဲ့လိုအပြင်ကိစ္စကံက၄မျိုးရှိတယ်ဇဏကကံဥပထံပကကံ ဥပမီလကကံဥပခတကကံကိစ္စသွားမြင်ရတော့ကံလေးမျိုးကိုဖော်ပြခဲ့ပါဆိုအဲ့ဒါပဲเนาะနားလည်လားအဲ့တော့အရာကောင်းရင်တော့တို့ကကုသိုလ်စေနာအကုသိုလ်စေနာတွေပဲဟုတ်လားကုသိုလ်ကုသိုလ်ကအကုသိုလ်ကလည်းကုသိုလ်စေနာနဲ့အကုသိုလ်စေနာတွေပဲပေါ့ဟုတ်ပြီလားကဲနောက်တစ်ခုသွားရအောင်ကရုကံကရုကံ နောက်တစ်ခုကပါကဒါနာပရိယာယေနာလေးယူပြီးတော့ပါကဒါနာပရိယာယကံ၄မျိုးတဲ့ဟုတ်လားဟုတ်အဲ့တော့အနက်ကတော့လွယ်ပြင်းတော့ဂရုကံဂရုကံ၎င်းအာတန်နအာတန်နကံ၎င်းအာစိန်နအာစိန်နကံ၎င်းကတ္တတကံမကတ္တတကံ၎င်းအဲ့လိုအပြင်ပါကရဏဝရိကပရိယာယကံ၄ပါးဟုတ်ပြီလားအဲ့ဒါဘာဆိုတာလဲသိအောင်ပါကဒါနပါကဆိုတာအကျိုးပဲဒါနဆိုတာပေးတာပရိယာယဆိုတာအလှည့်ကြအကျိုးပေးတဲ့အခါမှာအလှည့်ကြနေတဲ့သူ့အလှည့် နဲ့သူပြီးတဲ့ကံမျိုးကိုကြာပါကရဏပရိယာယကံကဲကြည့်ရအောင်မယံဖတ်ကြည့်အောင်ပါကရဏပရိယာယစတုတ်ကဆိုကြည့်အောင်ပါကအကျိုးဒါနာပေးခြင်းပရိယာယအလဲအကျေတတ္တဝါတယောက်၌ကံ၄မျိုးလုံးရှိလျင်စုတေတိအခါ ကရုကကံကအကျိုးပေးခွင့်အလှဲ့ကြ၏ကရုကကံမရှိလျင်အာတဏကံကအကျိုးပေးအလှဲ့ကြ၏အာတဏကံမရှိလျင် အာစိဏကံကအကျိုးပေး၏အာစိဏကံမရှိပြန်လျင်ကတတ္တာကံကအကျိုးပေး၏ဤသို့အကျိုးပေးအလှဲ့အစဉ်အပြင်ကံလေးမျိုးပြရပြန်သည်ဟုတ်လားကရုကကံအပြစ်ကြီးတဲ့ကံခါမြန်မှာကြလောကထဲမှာနေရင်အပြစ်ကြီးတဲ့အလုပ်တွေလည်းလုပ်ဖြစ်တယ် ဟုတ်လားအာတနာကံဆိုဂရုကကံဆိုအပြစ်ကိုအမှန်ကြီးတဲ့အလုပ်ဒါနောက်ကြရင်ဖတ်ကြပြီမယ်အခုလောစေတော့ဒီတော့ကဒီတိုင်းကြိုပြောလိုက်အောင်ဂရုကကံဆိုအပြစ်ကိုအမှန်ကြီးတဲ့အလုပ်လုံးဝကုစားလို့မရအောင်ကြီးတယ်ဟုတ်လားဟုတ်နော်အဲ့ဒါပြီးကြမှာဖတ်ပြမယ်အဲ့ဒါအဲ့လုံးဝကုစားလို့မရအောင်ကြီးတဲ့ကံအပြစ်မျိုးကိုအဲ့ဒါဂရုကကံလို့ခေါ်တယ်ဘာနဲ့ပဲကုစားကုစားကုစားလို့မရတော့အဲ့ကံက ဖြတ်လို့မရတော့ဘူးပေါ့နော်တဖြတ်ရလို့လည်းမရသူ့ကံအဲ့ကောင်ကိုသွားတားလို့မရသူကကျိုးပေးတော့မှာနော်အဲ့လိုမျိုးကံလုပ်ဖြစ်ရင်တော့အဲ့ဒီကံကအကျိုးပေးပါမယ်ဘဝထဲမှာနေရင်ခိုင်းနေအဲ့ဒီကံကိုဂရုကံကြီးကိုဂရုကကံကြီးကိုကျူးလွန်မိတာကြောင့်အဲ့ဒီကံကအကျိုးကိုပေးမှာအဲ့တော့ဂရုကကံပြင်မဟုတ်ဘူးအာတန္နကံအာတန္နကံဆိုတာကြအနီးပေါ့အနီးဆိုတော့တေဂာနီးမှာခါရီယာမှာကြတော့ဟုတ်လားတေလူဆဲဆဲမှာကုသိုလ်တွေအကုသိုလ်တွေပြုမိတာလည်းရှိတယ်ဟုတ်လားအဲ့လိုတေဂာနီးမှာ ြုတ်မိတာလို့ဒါမှမဟုတ်မပြုတ်တော့လည်းပဲပြန်ပြီးတော့အမှတ်ရတဲ့ကံမျိုးကိုကြတော့အဲ့ဒါအာတန်နကံလို့ဒီလိုခေါ်တယ်เนาะဒီကံนี้မှာပြုတ်မိတော့ကုသိုလ်အကုသိုလ်ကံကိုတော့လောကဒါမှမဟုတ်ဒီကံนี้မှာပြုတ်ခဲ့တော့ပြုတ်ခဲ့ဘူးတော့ကုသိုလ်အကုသိုလ်ကံကိုအမှတ်ရတဲ့တည်းရှိတယ်အဲ့ဒီအမှတ်ရမိတော့ကုသိုလ်အကုသိုလ်ကံဒီလို၎င်းအာတန်နကံလို့ခေါ်တယ်ဟုတ်လားဒီကံนี้မှာပြုတ်မိတဲ့ကံဒါမှမဟုတ်ဒီကံนี้မှာသတိရမိတဲ့ကံပြုတ်ထားတာတော့ကြာပြီတဘွာလုံးပြုတ်ထားတဲ့အကုသိုလ်တွေများစွာတဲ့မှာဒီကံนี้ ကိုစွဲနေတဲ့အကုသို့ကံကိုလည်းခါကြီးတော့ပြီးတော့ဒိရရတယ်ကုသို့ကံကိုလည်းဒိရရတယ်ပေါ့ဟုတ်လားအဲ့ဒါမျိုးကံကိုကြာပါလို့ခေါ်နေအာတန်ကံအဲ့ဒီကံတွေလည်းပဲရှိကြပါတယ်တဲ့ဒီကံကံကနော်အဲ့တော့အဲ့လိုမျိုးရှိရတဲ့ထားပါဂရုကံနဲ့အာတန်ကံရှိတယ်ရှိပင်ရှိ냐ဆိုလည်းဂရုကံရှိနေတယ်ဆိုအဲ့ဒီဂရုကကံကဂျိုးပေးသွားတာဟုတ်လားတို့မှာဂရုကကံအဲ့လိုအဲ့တော့ဒီမြစ်ကြီးမလောက်တဲ့ကုစားလို့များလောက်တဲ့မြစ်ကြီးမျိုးတော့မရှိဘူးဒါပေမဲ့ဒီကံဒီမှာအမှတ်ရတဲ့ကံမျိုးရှိတယ်ဆိုရင်တော့ဂရုကကံဂျိုးပေးနေတယ် ာတဏကံကကျုပ်ပေးပါတယ်ဟုတ်လားအဲ့အာတဏကံတော့မရှိဘူးနောက်ထပ်ဘာလို့ဆိုအာတဏကံမရှိရင်ဘာအကျိုးပေးမှာလို့ဆိုကြတယ်ဒီကံဤသရိယသားမျိုးရှိအခါတည်းကဒီကံဤသရီးတောင်များလိုက်တယ်ပြည့်ပြည့်ဒီသွားတဲ့ခါမျိုးကြီးရမလားရနောက်ကြရင်ဒါဒီကံဤမှာသရီးတောင်များမယ်ဟုတ်လားဘာမှတော့သရီးမရဘူးတွေးနေတာမရဘူးငေးနေတာမရဘူးဘွားလို့ဒီသွားမှာရှိပြည့်ပြည့်ဒီသွားမှာရှိဟုတ်လားအဲ့မျိုးဆိုရင်ဝိရလေးပါအမှန်တရားယူကြည့်လိုက်စံကြောင်းနဲ့တွေးကြမြင်ကမ္မနိမိတ်နဲ့သင်္ကြန်ကြောင်းကြည့်တော့ ရုပ်ရက်ဆိုသေးတာနော်အေးအဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ဒီအာတန်ငံမဖြစ်ဘူးပေါ့အာတန်ငံမဖြစ်တဲ့အခါကျရင်ဘယ်ကံအကျိုးပေးလို့လဲအာစိန်ငံအကျိုးပေးတယ်အာစိန်ငံဆိုတာဘာလဲဆိုအမြဲလေးချက်အတော့နေ့စဉ်နေ့စဉ်လုပ်တဲ့ကုသိုလ်မျိုးအာကုသိုလ်မျိုးတွေအကျိုးပေးပါတယ်ဟုတ်လားနေ့စဉ်ကုသိုလ်လုပ်ရင်အဲ့ကုသိုလ်ကအကျိုးပေးတယ်ဟုတ်ပြီလားဒါမှမဟုတ်ရင်နေ့စဉ်အာဟုတုကံနဲ့အာဟုတုကံအကျိုးပေးပါမယ်နော်ကုသိုလ်ကံကြီးပဲအကျိုးပေးတာမဟုတ်အာဟုတုကံဆိုရင်အာဟုတုကံအကျိုးပေးပါပါဟုတ်လား ။အဲကြောင့်နေ့စဉ်နေ့စဉ်လုပ်ဖို့လိုတယ်ကုသိုလ်အားလည်းဟုတ်လား။ဟိုကအပြည့်ကြီးကြီးမားမားလည်းမရှိဘူး။တော်တော်ပြေဒီကံဒီမှာအမှတ်ရသွားတယ်လို့လည်းမရှိဘူးဆိုရင်နေ့စဉ်ပြုလုပ်ထားတဲ့ကုသိုလ်တွေကယူမေးဘူးလား။ဟုတ်လား။ဘဝဘလို့ဒီမကြောင်းလည်းမသိသေးဘူးလေ။ဘဝတွေကဘလို့ဒီမကြောင်းပြောကြငါနေ့ရက်ရက်ဒီသွားရင်တော့ဟိုကောင်းတဲ့ကံကိုစဉ်းစားကြရင်စဉ်းစားခြင်းတော့မရရနိုင်မှာမဟုတ်ဘူးဟုတ်တယ်မလားအခုတို့ကံဒီကုတို့ကံဒီစဉ်းစားခြင်းများလည်းပြည့်သေးသွားအဲ့တော့အဲ့လိုမျိုးချိန်ကြီးခါကျဘာဖြစ်အောင်ကျွန်တော်အားစိတ်နဲ့ကံနေ့စဉ်ပြုလုပ်ထားတဲ့ကု ုလုပ်ထားတဲ့ကုလုပ်ငန်းအမှုပြန်တွေကအကျိုးပေးမှာပါတဲ့ဟုတ်ပြီလားဟုတ်ဟာလဲနော်အားလုံးလို့နေ့စဉ်ကုသူလေးမြဲအောင်လုပ်ထားရတယ်ဟုတ်လားဟိုလေးတခုမြဲအောင်လုပ်ဖြစ်ရတယ်နေ့စဉ်မလုပ်ပြီးလုပ်ဖြစ်တော့ဟမ်အဲဒီပြည့်စည်တယ်ပြည့်စည်လဲတာလို့နော်ပြည့်စည်လဲတာလည်းပေါ်သေးသေးမထင်နဲ့နော်ပြည့်စည်လဲတာကိုဒီဒီတကတော့မှာရတော့တမ်းမစ္စနာမထီးဆိုဒီပြည့်စည်ပဲလဲရမထီးတပားကြီးအဲ့လိုမထီးတပား ရည်စည်းလဲနဲ့တရားသူရသွားတယ်မထေရဘာကရှိတယ်ဆိုပြီးတကတ်တော်မှာမှတ်တမ်းတင်ထားကြတာရှိဟုတ်လားအဲမှုဓမ္မဝိရလေးမှာတမင်းစနာထီဆိုတော့ဒါပေမဲ့ရည်စည်းလဲတော်လည်းပေါ်သေးသေးအလုပ်မထင်ပဲဟုတ်လားအဲ့မင်းစင်မြင်းအောင်လို့လုပ်ပါကွယ်နော်နေစဉ်တမင်စည်းလေးတဲ့ဘုရားရှိခိုးတယ်ဘုရားရှိခိုးလည်းမှန်တယ်ခံမလို့ဆိုပူကောင်းတာပေါ့နော်အဲ့အမင်းမင်းစင်မင်းစင်ကုသတမျိုးဖြစ်တော့လောက်ထားရမယ်ဟုတ်လားဟဲ့တို့ဆရာတော်ကြီးကဘာပြောလို့ဆိုတော့မတိချာလေးမတိချာမရေရာတဲ့ အန္တန်ကံတဲ့ဒီကံဒီမှာမှမှတ်ရမယ်ပြုရမယ်ကံတဲ့ပေါ့တည်ကြတဲ့အာစိနကံတွေကိုနေ့စဉ်စူးစမ်းလို့ကိုစူးစမ်းကြကြမှာတဲ့ဆရာတော်ကြီးကလေအာစိအန္တန်ကံဆိုတာတည်ကြရတယ်ဒီကံဒီမှာငါလုပ်လိုက်တယ်ကွာဒီကံဒီငါကိုယ်တော်လေးလှူလိုက်တယ်ကွာဒါပေမဲ့ငါဘွားဦးကောင်းမှာပေါ့ဒီလိုတွေးထားလို့ရပါ့မလားဒီကံဒီကကိုယ်ကဘယ်လိုတရားမှကြမှာမသိဟုတ်လားလေရည်ရည်သွားရင်မင်းကိုရိုးရီတော့ပြင်ကြီးရလိုက်မှာမဟုတ်ဘူးဟုတ်လားအဲ့လိုမျိုးလေးပြောတာเนาะဘောပါ့ဗျာဒါကြောင့်မို့ဆရာတို့ကြီးက ဟောလာပြီးတော့ဘာလို့ဘာပြီးတော့မတိချာတဲ့အာတန်ငံကုသိုလ်တွေတဲ့တိချာတဲ့အာသိငံကနေ့စဉ်နေ့စဉ်အများတိုင်းကြိုးစားပြီးတော့လှုပ်ထားကြစမ်းပါဟုတ်ကဲ့လေကျိုးစားလောက်ထားကြနော်အဲ့တော့ဘဝကမမြဲဘူးဘယ်ချိန်တည်းမကြောင်းရနဲ့မတည်ဘူးဟုတ်လားလေငါငယ်သေးရဲ့ဆိုပြီးတော့မတည်ဘူးလို့မတွေးနဲ့ဟုတ်လားလေအဲတွေးချိန်မျိုးဖြစ်လာနိုင်တယ်နော်ဒါကြောင့်မလို့ အဲ့ဒါလေးတွေကိုလည်းနေ့စဉ်ကျူးစွာပြုလုပ်ပါတဲ့ဟာအစိမ့်အစိမ့်နဲ့ကံပေါ့ကတ္တတကံဆိုတာကြတော့အမှတ်တမဲ့ပြုလုပ်တဲ့ကံမျိုးတွေပေါ့ဟုတ်လားအဲ့ဒါမျိုးကံတွေကိုကြာကတ္တတကံနေ့စဉ်နေ့စဉ်လောက်တာတော့ပေါ့ဘာဘလို့သွားရင်လာရင်လည်းဟိုဟာလေးပေးခဲ့တာမျိုးဒီဟာလေးပေးခဲ့တာမျိုးဟုတ်လားသွားရင်လာရင်လည်းဂျုံလုံးမို့ခြုံတိုးခဲ့တာမျိုးတွေတော့ဟုတ်လားအကုန်လုံးပေါ့ခွဲ့နော်အာဟုတုကံလည်းခါတည်းမသွားရင်လာရင်လည်းလုံးပြီးသွားတာလည်းရှိတယ်နော်ပြုကံမတ္တလေးရဲ့အဲ့တော့ဒီလောက်လောက်လာလာပြုခဲ့တာတော့ပေါ့ဘူး ဟုတ်လားနောက်တော့လာပြုတ်ကြတာမဟုတ်ပေမဲ့လို့ခါတရမှကြတော့တော့တော့ပြောတယ်အစိမ့်ငံလည်းမရှိဘူးသူကအကျိုးဝင်ပေးတတ်တယ်နော်အချိန်တစ်ခါလောက်ပြုတ်လိုက်တဲ့ကံရတယ်အကျိုးပြီးတော့ဝင်ပေးတတ်ပါတယ်အဲ့လိုမျိုးအာဂရုကံမျိုးမရှိရင်အာအာတန်ငံပေးရအာတန်ငံမျိုးလည်းကိုယ်ဒီမှာမရှိဘူးအစိမ့်ငံပေးရနေ့စဉ်ပြုတ်လိုက်တဲ့အစိမ့်ငံလည်းမရှိဘူးအခါတရပြုတ်ကြတဲ့ကံရအကျိုးထပြီးတော့ပေးပါတယ်ဟုတ်လားအဲ့လိုမျိုးအကျိုးကိုလက်ရလက်ရပေးတတ်တဲ့အတွက်မာကဒါနာ ပရိယာယကံလို့ဘယ်လိုပေါ်ပါဟုတ်တယ်ကဲအဲ့ဒီ၄မျိုးကြောင့်ဖတ်ကြည့်အောင်ဂရုကကံတဘာတော့ကံတို့ကမတားမြင့်နိုင်လောက်အောင်ကြီးလေသောကံဒီကုသိုလ်အရာ၌မဟာကုတ်ဇံကံများနှင့်အာကုသိုလ်ကံအရာ၌မေသနန္တိယကံမေသနန္တိယကံဆိုတာသိတယ်မလားဟိမေတ္တာတို့အဖေတ္တာတို့ဟုတ်လားဟိဘုရားကိုသွေးစင်းယူအောင်လုပ်တာတို့ဟုတ်လားဟိနားပါလေတော့တန်ခါအတင်းခွဲတာတို့နားပါတော့ ်ပါဘူး။ယဟန္တာကိုတတ်တာတဲ့ဟုတ်လိုက်။ဒါကြီးကပင်စံန္တရိယကံ။ပင်စံန္တရိယကံဆိုတာဒါဒီကရုကကံနဲ့ပါတယ်ပေါ့။နော်။အဲ့ဒီကံနေပြုပြီဆိုရင်အမြတ်ကအမှန်တန်ကြီးတာ။အမှန်တန်ကြီးတော့ဘာလို့ဆိုတော့ကောင်းသေးတာနဲ့တည်းကဘာမှပူစားလို့မရဘူး။ကျန်တဲ့သူ့အကိုဘာပဲလုပ်လို့ငရဲချောင်းမှသိကြတယ်။နော်။ဒါကြောင့်မလို့ဒီပြီးတော့ဒီပိဋကတ်တော်ထဲမှာဆိုဘယ်လိုပါလို့ဆိုတော့သာတတပြင်ဆိုတာသိတယ်မလားသာတတပြင်ဆိုတာတရားထုမြတ်စွာဘုရားဟောလိုက်ရင် တရားထုကိုရနိုင်စွာရှိမြတ်စွာဘုရားတော်မှာတရားနာတယ်တရားထုကိုရနိုင်စွာရှိတယ်ဒါပေမဲ့လူလူမှာအဖေတတ်ထားတဲ့ဉာဏ်ကြီးရှိနေတော့ဗျာတရားထုရမသွားရှာနေငရေကြသွားရရှာတယ်ဟုတ်လားအဲ့ဒါကကရုကဉာဏ်ကြီးရှိနေတယ်ဖေတတ်ပြီးတဲ့နောက်မှာသူ့တန်းလေးရပြီးတဲ့နောက်မှာနောင်တတွေကြီးကြီးရတယ်ဘုသူတွေအများကြီးပါနော်ဟုတ်တယ်မလားအရှင်ဘယံသာတတ်ဆိုရင်နော်သာသနာတော်အတွက်လုံးဝပုံအပ်ပြီးတော့ကျကုသိုလ်တွေများစွာလုပ်တယ်ကုသိုလ်တွေလည်းအများကြီးရှိတယ် ဒါပေမဲ့လို့အဲ့ဒီကုလူတွေကဘလို့မှသားမရဘူးဟုတ်လားဘလို့မှကုမရဘူးဖအေကိုတတ်ထားတယ်ဖခင်ကိုတတ်ထားတယ်အာဟုလူကိုင်းကြီးတော့ဘာမှမပြန်နောက်ဆုံးငရဲသွားပြီးတော့သွားပြီးခံရတယ်ဟုတ်လားဟုတ်ပါဘူးအဲ့တော့အဲ့လိုလူကိုင်းကိုဂရုကမြက်မြက်မတန်ကြီးတယ်ဟုတ်လားအဲ့တော့ဘဝမှာနေရင်ထိုင်နေတဲ့မလုဖြစ်ဖို့ဆိုဒါကြီးလည်းပဲဒီထားရမယ်ပေါ့နော်ဘေးကိုမတတ်မိအောင်ဘေးကိုမတတ်မိအောင်ရန်နာကို မတမ်းမိအောင်ဖရာကိုသွေးသိမ့်အောင်မလုံးမိအောင်တန်ခါသင်အခွဲမိအောင်တန်ခါလေးအသွေးခွဲစင်တဲ့စကားတွေအစိုးမိအောင်ဒါလေးတွေကိုသင်ထားကြရမယ်နော်ကဲနောက်ပါလေတော့အဲ့ဒါကနောက်တစ်ခုဘာလို့လဲဆိုနိယတမိစ္ဆာတတိကံကိုလည်းဂရုကကံ၌တွညသည်ဤဟုတ်လိုက်အဲ့တော့အချင်းချင်းမှတ်လိုက်တော့ပင်စာနန္ဒိကကံနဲ့မြေတ္တမိစ္ဆာဒိဋ္ဌိကံကိုဒီမှာကရုကကံလို့ခေါ်ပါတယ်အာဟုတုကံရမှာဟုတ်လား။ဟောကြတဲ့ကုတုကံရမှာကျတော့မဂုတ်ကံပေါ့ဟုတ်လား။မဂုတ်ကံကတော့ဒီမှာ မဲခုတ်ကုသိုလ်တခုခုရတယ်ဆိုရင်နောက်ဘဝမှာမဲခုတ်ဝိပတ်တခုခုတွားရမှာတမ်းလို့ပြေးကြဟုတ်လားအဲအဲ့လိုမျိုးပေါ့ကဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆောင်းမလို့ရတဲ့ပင်စာနန္ဒရိဒိဋ္ဌိနိယတာပင်စာနန္ဒရိဒိဋ္ဌိနိယတာမဟကမှတ်ပါဂရုကကံဂရုကကံဆိုတာဘာလို့ပြောတာတော့ပေါ့ပင်စာနန္ဒရိပင်စာနန္ဒရိယကံရေပင်စာနန္ဒရိဒိဋ္ဌိနိယတာ မင်းစံနိဒိဋ္ဌိနိယတမဟကတမင်းစံနိရိယကံရဲ့နိဋ္ဌိနိယတကနိယတမိစ္ဆာဒိဋ္ဌိကံရဲ့ဒါကအကုသိုလ်ဘက်ကမဟကတမဟုတ်ကံနေရပေါ့မင်းစံနိရိဒိဋ္ဌိနိယတမဟကတမဘာကရုကကံဒီလိုလိုမှာဒါကရုကကံလေးဆိုတာဘာလို့အဲ့ဒါလေးပဲပင်စာနန္တရိဒိဋ္ဌိနိယတမဟကတမဘာကရုကကံ ဒါပဲနော်ကဲအဲ့ဒါလေးကိုပြီးအောင်ဖတ်ကြအောင်ပင်စာနန္ဒရိယပင်စာအနန္တရာဣယပင်စာ၅ပါးအနန္တရာအချားမဲ့ဘဝဣယဂျူပေသောကံအချားမဲ့ဒုတိယဘဝ၌မောချာမကောင်းဂျူပေးမိဖြစ်သောကံ၅ပါးကိုပင်စာနန္ဒရိယကံဟုခေါ်သည်၅ပါးတယုတ်ကမာတုဂါတကအမိတ္တမူပိတုဂါတကအပတ္တမူ အရန္တကတကရန္တာတတ်မှုလောဤတုပ်ပါတကဘုရားရှင်၌သွေးကိုဖြစ်စေမှုသွေးစိမ့်တည်အောင်သွေးချီဥအောင်ပြုမှုတန်ခအမိတကတန်ခအတင်းခွဲမှုတိမ်တိမ်နဲ့၌တပြိုင်နက်ကံကြီးကံငယ်ခွဲ၍ပြုမှသာတန်ခဘိတကကံထိုက်သည်တဲ့ဒါလေးရလဲသတိထားကြရမယ်နော်ကဲနောက်ဒီအာသန္တကံအကြောင်းဖတ်ကြရအောင်ဒါဆိုပင်ဇဝါကံတိတိုင်းနော်ဂရုကကံအကြောင်းဆိုတာတိတိုင်းနော်ဒီကြီးလေးတဲ့ကံဘာနဲ့မှကုစားလို့မရဘူးဘာကုသူမှလုပ်လို့မရတော့ဟုတ်လား အားလိုက်ပြီနော်ကဲအာတန်နဂံသွားကြအောင်အာတန်နဂံသုတေဂာနိလောလောဇေ၌ပြုအပ်သောကံသို့မဟုတ်ရှေးကပြုပြီးသားကိုသုတေဂာနိ၌ထက်၍အောင်းမြတ်သောစင်ကြီးအပ်သောကံကိုအာတန်နဂံလို့ခေါ်တယ်ဟုတ်ပြီနော်ဒီဂာနိမှာကိုယ်တိုင်အခုရင်လည်းပြုပြီးတယ်ဒါမှမဟုတ်ရင်ဒီဂာနိပြုတော့မပြုဘူးဒါပေမဲ့ဒီဂာနိမှာကျမှ ြည့်လို့အောင်လုပ်ခဲ့တာကြီးတွားပြီးတော့အမှတ်ရတယ်ပေါ့အဲ့ဒါဆိုလို့ချင်းလည်းအာသနကံပါပဲနားလည်ပြီနော်ကဲနောက်တစ်ခုတော့အာစိန်နကံနေစဉ်မပြတ်ဝထား၍ကံဒီကုသိုလ်အရာ၌ဘုရားရှိခိုးရေလူပန်းလူစွမ်းလူဥပုပ်ဆောင်စသည်နှင့်အာကုသိုလ်အရာ၌မုံဆိုးတံဃာလုံးမှုစသည်သည်အဲ့ဒီလုပ်ဒီဟုတ်လားနေစဉ်နေစဉ်ပြုလုပ်တဲ့လုပ်တွေကို ဝတ်တယ်တာကုသိုလ်ဆိုရင်တော့ဝတ်တယ်ထားပြီးလုပ်ပေါ့အကုသိုလ်ကတော့အလင်းတင်လို့လုပ်တတ်တယ်အကုသိုလ်ကတော့ဝတ်တယ်ပြီးလုပ်ဆရာမလိုပါဘူးဟုတ်လားမလုပ်တာတော့မြဲမြဲနေလို့ဟုတ်လားအဲ့တော့ကုသိုလ်ဆိုရင်တော့မြဲအောင်ကြတော့ဝတ်လေးထားဝတ်လေးထားဆိုတော့စိတ်လေးမှန်တာပေါ့စိတ်လေးကဒိဋ္ဌံထားရတယ်ငါဒီချင်းဆိုရင်ဘုရားရှိခိုးမယ်ဒီဆိုရင်ငါမေတ္တာပို့မယ်ဟုတ်လားအဲ့ဒါဆိုရင်သတိရအမြဲတမ်းရတယ်သတိလေးကအမြဲတမ်းထားတော့အဲ့ဒီချိန်လေးကတော့ဘာပြောပြောအကုသိုလ်ကကင်းနေတာနော် အဲ့ဒါလေးတွေတွေ့ထားခဲ့။အော်ဒီကျေးဇူးငါဘုရားရှင်ကိုမဒီကျေးဇူးရရင်ချုပ်။နောက်ဒီကျေးဇူးရင်မိုင်လဲမတပြည့်စုံလဲမယ်ပေါ့။ဒါလေးတစ်ခုတစ်ခုမြင်အောင်လုပ်ထားတယ်နော်။အဲစိတ်လေးကအဋ္ဌထန်ထပ်ပြီးတော့ကြီးဝလေးထားပြီးတော့ပြူပါ။ဟုတ်ပြီလား။အင်းကဲနောက်ဒီကတ္တတာကံဆိုတာဖတ်ကြည့်အောင်။ကတ္တတာကံကရုကအာတနအာစိဏကံအခြေနေတို့မရောက်တတ်ပဲဤဘဝ၌တာမန်ပြုအပ်ခဲ့သောကံများနှင့်ခြေခြေပွားကပြုခဲ့သောကံများသည်ကတ္တတာ ပြုအပ်ခဲ့သည့်အဖြစ်ကြောင့်ကံမံကံဝိမတ်ပြုအပ်သောကံဒီပြုအပ်ပြီးဖြစ်၍နာမည်မတက်လျင်မသိမြတ်သောကြောင့်ကတ္တတာကံမောင်းနာမည်တက်ရသည်လွယ်ပြောရတော့တို့မတ်တမဲ့ပြုလက်ခဲ့တဲ့ကံမျိုးတွေပေါ့နော်ကဲအဲ့ဒါမျိုးလေးတွေအဲ့ဒါမျိုးရောအဲ့ဒီကံလေးမျိုးဟာအစဉ်တိုင်းကျိုးပြရတဲ့ဂရုကကံရှင်ဉာဏ်နဲ့ကံတွေတိုးလို့မရဂရုကကံကျိုးပေးတယ်ဟုတ်လားဟဲ့နောက်အာသန္နကံရှင်အာသန္နကံကအကျိုးပေးတယ်အဲ့ဒီနှစ်ခုမရှိဘူးဆိုရင်အာစိန်နကံကအကျိုးပေးပါမယ်အဲ့ဒီသုံးမျိုးမရှိဘူးဆိုရင် ကတ္တတာကံကအကျိုးပေးပါလေတဲ့ဒါကြောင့်မို့အဲ့ဒီကျိုးအဲ့ဒီကံလေးမျိုးဟာကြတော့အကျိုးကိုအလှဲ့ကြအနေနဲ့ပေးလို့မဟုတ်ဘာကံလို့ခေါ်လဲပါကဒါနာပရိယာယကံလို့ခေါ်ပါတယ်တဲ့ဗျာဟုတ်လားဟဲ့ဒါတော့ကံအကြောင်းနေတိပြီးတော့ကြာကောင်းကံနေကိုယ်စီမှာတိုးပွားလောက်လောက်ကြဗျာဟုတ်လားဟဲ့ကဲတော့ကြောင်းဒီနေ့